ကမ္ဘာပေါ်မှာအမြင့်ဆုံးအဖြစ်စံချိန်တင်မဲ့တံတားအသစ်ကိုတရုတ်နိုင်ငံမှာစတင်ဖွင့်လှစ်လိုက်ပါတယ်။နိုင်ငံတောင်ပိုင်းကတောင်ထူထက်ရာကွေ့ကျိုးပြည်နယ်ထဲမှာရှိတဲ့ဟွာဂျီအန်တောင်ကြားဖြတ်ကျော်တံတားဟာဘေပံမြင့်ရဲ့အထက်ပေ2000ကျော်အမြင့်မှာဖောက်လုပ်ထားတာပါ။ကွေ့ကျိုးပြည်နယ်ဟာအမြင့်ပေ1800ကျော်ရှိတဲ့ဘေပံကြည့်အန်တံတားတည်ရှိတဲ့ပြည်နယ်လေးဖြစ်ပါတယ်။အခုတော့အဲ့ဒီတံတားကကမ္ဘာအမြင့်ဆုံးတံတားတွေအစင်သတ်မှတ်ချက်မှာဒုတိယနေရာကိုဆင်းပေးလိုက်ရပါပြီ။ တရုတ်အစိုးရမီဒီယာက drone တွေနဲ့ရိုက်ကူးထုတ်လွှင့်ပြသခဲ့တဲ့ဗီဒီယိုမှာတော့တရားအသိကြီးပေါ်မှာစက်တင်ဘာ28ရက်နေ့ကစပြီးရင်းတွေးဖြတ်သန်းမောင်းနှင်နေတာကိုတွေ့ခဲ့ရပါတယ်။ဒီတရားအသိကြီးကြောင့်အရင်ကကြောက်ကဘာနှစ်ဖက်ကြားနှစ်နာရီကြာသွားခဲ့ရတဲ့ခရီးကိုနှစ်မိနစ်အတွင်းရောက်အောင်သွားနိုင်တော့မယ်လို့ဒီနေ့သေယူပို့ဆောင်ရေးဌာနအကြီးအကဲကြန့်ရင်းကပြောပါရတယ်။အဲ့ဒီတရားကြီးကို၃နှစ်လောက်အချိန်ယူတည်ဆောက်ခဲ့ရတာလို့တရုတ်အစိုးရပါရှင်ဟွာသတင်းဌာနကဖော်ပြခဲ့တာပါ။ရှင်ဟွာရဲ့အဆိုအရ ကဘာပေါ်မှာရှိတဲ့အမြင့်ဆုံးတံတားအလုံးရဲ့ထက်ဝက်နီးပါးလောက်ကကွေကျိုးပြည်နယ်ထဲမှာလို့သိရပါတယ်။အင်ဂျင်နီယာတွေဟာဩဂတ်စာတုန်းကတံတားပေါ်ကနေကုန်တင်ကားကြီး66စီးကိုဖြတ်မောင်းစေပြီးတံတားရဲ့ကြံ့ခိုင်မှုကိုလက်တွေစစ်ဆေးခဲ့ကြပါတယ်။လေးလံသောကားလန့်ပါတဲ့တံတားကြီးအတွက်တိဆောက်မှုကုန်ကျစရိတ်ကရွှေငွေ1.1ဘီလီယံလောက်ရှိခဲ့တယ်လို့သိရပါတယ်ရှင်။